ခုတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူမှုဆက်ရထားလမ်းစီမံကိန်းအပြည့်သက်စာချုပ်ချုပ်ဆိုဖို့ကြိုးပမ်းလျက်ရှိရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာတရုတ်ရေနံနဲ့တဘာဝတန်းွေပိုင်လိုင်းစီမံကိန်းကနေရေနံနဲ့တဘာဝတန်းွေတွေကိုတရုတ်နိုင်ငံကိုပို့လို့ဖို့အစဉ်သင့်နေပါဖြစ်ချိန်မှာကြောက်ဖြူမှုဆက်ရထားလမ်းစီမံကိန်းအတွက်အများပြည်သူကိုချပြခြင်းမရှိပဲအပြည့်သက်စာချုပ်ချုပ်ဆိုဖို့ကြိုးပမ်းလျက်ရှိကြောင်းသိရပါဗျာ။ အဆိုပါကြောက်ဖြူမှုဆဲရထားလမ်းစီမံကိန်းကို2021ခုနှစ်ဧပြီလ29ရက်နေ့ကမြန်မာတရုတ်နှစ်နိုင်ငံတာဝန်ရှိသူတွေကနားလည်မှုစာကြုံလာ MOU လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီးလက်ရှိမှာအဆိုပါမီးရထားလမ်းစီမံကိန်းအတွက် Memorandum of Agreement ကိုမကြာမီရေးထိုးဖို့စီစဉ်နေတာဖြစ်ပါတယ်။စီမံကိန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့လက်ရှိချိန်ထိထုတ်ပြန်မှုမရှိသေးတာလည်းဖြစ်ပါတယ်။ကြောက်ဖြူမျိုးမှဒေသခံတအုပ်ဖြစ်တဲ့ကိုထွန်းကြီးက မေလ19ရက်နေ့မှာတရုတ်တန်မကြီးမစ္စတာရန်ဟိုလျန်က မရေကျွန်းကိုလာပြီးဒေသခံတွေနဲ့တွေ့သွားပါတယ်။ဘာလာလို့လဲဆိုတော့ကျွန်တော်တို့မသိဘူး။ကျွန်တော်တို့ကမရေကျွန်းမှာယထာလန်ကားလန်စီမံကိန်းတွေရှိနေတယ်ဆိုတာဟုတ်လားလို့တရုတ်တန်မကူမေးတော့သူမသိပါဘူးလို့ဖြေသွားတယ်လို့ဆိုပါတယ်။မြန်မာတရုတ်ရေနံနဲ့တဘာဝတန်းငွေပိုက်လိုင်းစီမံကိန်းနဲ့ပတ်သက်ပြီးစီမံကိန်းမစတင်မီကဒေသခံများမသိရှိဘဲလုပ်ငန်းစတင်ကမှသာသိရှိခဲ့ရကြောင်း လက်ရှိပြီးသက်စာချုပ်ချုပ်တော့မဲ့ကြောက်ဖြူကူမင်းယထာလန်းစီမံကိန်းနဲ့ပတ်သက်ပြီးဒေသခံတွေကိုတရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိကြောင်းယထာလန်းကားလန်းတာမကပွင့်လင်းမြင်သာမှုမရှိဒေသခံတွေကိုထုတ်ပေါ်ပြောဆိုခြင်းမရှိတဲ့ဘလို့စီမံကိန်းကိုမဆိုဒေသခံတွေအနေနဲ့လက်မခံကြောင်းလဲကြောက်ဖြူဒေသခံတွေကဆိုပါတယ်မြန်မာတရုတ်ပိုင်လိုင်းစောက်ကြည့်ရေးကော်မတီမှဒေါ်စနိုးကရခိုင်ပြည်နယ်ကိုလာတဲ့ investment တွေကိုရခိုင်သူတယောက်အနေနဲ့ကြိုဆိုပါတယ် ဒါပေမဲ့ဒီစီမံကိန်းတွေကြောင့်ဒေသခံတွေအကျိုးရှိတာမျိုးလည်းဖြစ်စေချင်ပါတယ်။အခုတော့လူတစုကသာအကျိုးခံစားနေရပြီးဒေသခံတွေကမခံစားရဘဲနောက်ဆက်တွဲပြဿနာတွေကိုသာရင်ဆိုင်နေရကြောင်းပိုင်လိုင်းစီမံကိန်းကြောင့်ဒေသခံတွေရဲ့နေနာမှုကိုတော့မဖြစ်ရှင်းနိုင်သေးပဲယထားလိုင်းစီမံကိန်းလုပ်မယ်ဆိုရင်မဖြစ်သင့်ဘူး။ အခုဒီစီမံကိန်းကိုဆုံးဖြတ်ပေးမဲ့သူတွေအနေနဲ့ဒေသခံတွေပါပူးပေါင်းဆောင်ရွက်ဖို့လိုမယ်လို့ဆိုပါတယ်။အဆိုပါမီးရထားလန်စီမံကိန်းဟာစုစုပေါင်းအရှိ868တသက်မ262ကီလိုမီတာမိုင်အားဖြင့်939တသက်မ19မိုင်ရှိပြီးကြောက်ဖြူ၊ M ၊မကွေ၊မန္တလေး၊လာရှိုမူဆယ်မြို့တွေကိုဖြတ်တန်းတိစောက်သွားမှာဖြစ်ပြီးမိရထားလန်စီမံကိန်းမှာဘူတာယုံ89ခု၊တရား490၊ဥမ္မေလိုင်ကောင်း100တခုပါဝင်မှာဖြစ်ပါတယ်။ အဆိုပါမီးရထားလန့်ဟာကုမင်းမျိုးတီဖောက်လုံမှာဖြစ်ပြီးတရုတ်နိုင်ငံရဲ့ယာနုံပြည့်ရင်းနှီးမြှုပ်နှံမှုနဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဘဝရဲ့ဖြတ်တန်းလာတဲ့အချိန်တိုင်းမှာမိသားစုဆိုတဲ့အရာကြောင့်ပျော်ရွှင်ခြင်းနဲ့မှုတွေနဲ့ပြည့်ဝနေခဲ့တယ်လေဒါပေမဲ့ကျမအသက်ရွေးရလာတာနဲ့ နောက်မှကြံနေခဲ့မယ့်နေ့ကိုချုံမြင်လာတယ်လို့ပဲအသက်ရရလာတာနဲ့အမျှအယိုးတွေအသိသီးစားယုံနေလာပြီးသွာလာလို့ရှားနိုင်စမ်းတွေရောကြလာလေးရှိတယ်ဒါတွေကိုရှောင်ရှားဖို့အတွက်တာမန်တို့တွေထက်ကယ်စီယမ်နစပုံမပါဝင်တဲ့အဲလင်းကိုနေ့စဉ်တောက်လိုက်ပါ၈၀၀ဂရမ်အပြင်၄၀၀ဂရမ်ထုတ်ပုံးပုံစံအသစ်နဲ့လည်းရရှိနိုင်ပါပြီ